ြစည်းမပြည်သက်များအားလုံးပဲမင်္ဂလာပါမေလာ14ရက်နေ့ည9:00နာရီတမြင်းစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ရသရပတ်အတွင်းလေကြောင်းတိုက်ခိုက်မှု64ကြိမ်ကြောင်းအရသား62ဦးသေဆုံးတဲ့သတင်းဝါရင်နိုင်ငံရေးသမားဒေါက်တာနေဝင်းကိုယ်လွန်တဲ့သတင်းရွှေပြည်သားမှာလူတက်အလောင်းဖျောက်ခဲ့တယ်လို့ဆိုသူ2ဦးကိုဖမ်းဆီးရမိပြီးတအူးလွတ်မြောက်နေတဲ့အကြောင်းနဲ့ ကိုယ်လွန်သူအီနော့ပိုဝဲပြောခဲ့တဲ့မှတ်ချက်စကားကို UK ဝန်ကြီးချုပ်စတာမာပယ်ချခဲ့တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရည်ရည်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဝါရင်နိုင်ငံရေးသမားဒေါက်တာနေဝင်းကိုယ်လွန်တဲ့သတင်းနဲ့ဆက်လက်အောင်ပါ။ဝါရင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ဒေါက်တာနေဝင်းခေါ်ကိုနေဝင်းဟာအဆုတ်ယောဂါနဲ့ကိုယ်လွန်သွားကြောင်းမိသားစုနဲ့နှိစက်သူတွေစီကသိရပါဗျ။ ဒီကနေ့မေလ14ရက်နေ့မနက်9:00နာရီမှာအဆုတ်ရောဂါနဲ့ရန်ကုန်မြို့အင်းစိန်စေယုံအဆုတ်ရောဂါအဆောင်မှာကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာအသက်65နှစ်ရှိပြီဖြစ်တဲ့ဒေါက်တာနေဝင်းဟာဆရာဝန်နဲ့နိုင်ငံသမားတူလည်းဖြစ်ပါတယ်။သူဟာဘဂဒကျောင်းသားကောင်းဆောင်ဟောင်းမဖြိုးဖြိုးအောင်ရဲ့ဖခင်ဖြစ်ပြီး1989ခုနှစ်ကနေ2005ခုနှစ်အထိနိုင်ငံရေးအမှုနဲ့ထောင်ချခံခဲ့ရသူပါ။ အဲ့နောက်နာဂင်မုံတိုင်းအပြီးမှာမုံတိုင်းကြောင့်ကွယ်လွန်သူတွေရဲ့ရုပ်အလောင်းတွေကိုတချို့ဖို့ဆောင်ရွက်ခဲ့တဲ့အတွက်ပိုင်ရှင်မဲ့ရုပ်အလောင်းတွေကိုတချို့ဖို့အဖွဲဖွဲမှု မတရားအသင်းဖွဲ့စည်းမှုအဥပဒေနဲ့စစ်အစိုးရကဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်2နှစ်နဲ့9လကြာခံခဲ့ရသူဖြစ်ပါတယ်ခင်ဗျာရတရပတ်တွင်လေးချောင်းတိုက်ခိုက်မှု64ချိန်ကြောင်းအရသာ62ဦးတေဆုံးခဲ့တဲ့တဲ့တွင်နဲ့ဆက်ရအောင်ပါ စစ်ကောင်စီတပ်ဟာမေလ9ရက်နေ့ကနေ23ရက်နေ့အထိတပတ်အတွင်းနိုင်ငံတော်ဝန်မြို့နယ်ပေါင်း26မြို့မှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ64ကြိမ်ပြုလုပ်ခဲ့ပြီးအရက်သားပြည်သူ62ဦးသေဆုံးခဲ့ရတယ်လို့မြစည်းမကပြုစုထားတဲ့အစိုးရအချက်လက်တွေကဖော်ပြနေပါတယ်ဒါအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူအရေအတွက်ဟာ229ဦးထိရှိနေတာပါဒီအချက်လက်တွေဟာ မြေစီမားကစူဆောင်းအတီးပြုထားတဲ့အချက်လက်ပဲဖြစ်ပြီးမြေပြင်မှာတော့တိထက်ပိုများနိုင်ပါတယ်။တပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေထဲမှာမေလ12ရက်နေ့ကတပတ်ရင်မြို့နယ်အိုထိန်တွင်းရွာစာတင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုဟာလူသေဆုံးမှု24ဦးနဲ့အဆိုးဝါးဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ ဒါအပြင်မေလ23ရက်နေ့ကရခိုင်ပြည်နယ်ကအာရခတပ်တော် AA ထိန်းချုပ်ရာရတိတောင်မြို့နယ်ထုံးရွေရွာကိုလေကြောင်းတိုက်ခိုက်မှုမေလ10ရက်နေ့ကဝက်လက်မြို့နယ်ရွာတော်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရမှုနဲ့မေလ10ရက်နေ့ကဗမော်မြို့နယ်တောင်လေးလုံးဖုန်ကြီးကျောင်းတိုက်လေကြောင်းတိုက်ခိုက်ခံရမှုတွေလည်းပါဝင်ပါတယ်အဲ့လေကြောင်းတိုက်ခိုက်မှု၄ခုဟာအခုသတင်းပတ်အတွင်းလူအစိုးလိုက်အပြုံလိုက်တည်ဆုံးစေခဲ့တဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ ကချင်လူလည်ရေးတက် KIA နဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့မှာစစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုကိုအဓိကထားလှုပ်ဆောင်နေပြီးတရက်ကို၈ကြိမ်ထက်မနည်းလေကြောင်းတိုက်ခိုက်မှုရှိနေတယ်လို့ဗမော်မြို့မှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တို့ကပြောထားပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဗမော်မြို့ရဲ့၈၀ရာခိုင်နှုန်းကဟာလည်းပျက်စီးသွားခဲ့ပြီလို့ဗမော်ဒေသခံတွေကဆိုပါတယ်။ ဒါပြင်စစ်ကောင်စီတပ်ဟာတောင်အောင်မြို့သားလွတ်မြောက်ရေးတပ် PSLF TLLA ထိန်းချုပ်ရာရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကြောက်မဲမန်တုံမိုင်းငုံနဲ့မန္တလေးတိုင်းမိုးကုံမြို့တွေမှာလည်းအခုရသတပတ်အတွင်းလေးချောင်းတိုက်ခိုက်မှု၁၀ကြိမ်ထက်မနည်းပြုလုပ်ထားပြီးဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ဖေဖော်ဝါရီလကစတင်လို့အခု2025ခုနှစ်မေလအထိ၄နှစ်ကျော်ကြာကာလအတွင်းလူအစိုးလိုက်အပြုံလိုက်တည်ဆုံစေခဲ့တဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုစစ်ကြောင်းထိုးတပ်ဖြတ်မှုမိရှို့တပ်ဖြတ်မှုအကျဉ်းရေ80ထက်မနည်းဖြစ်ပွားခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေကြောင့်အရက်သားပြည်သူစုစုပေါင်း1599ဦးတေဆုံးခဲ့ရတယ်လို့ Institute for Strategies and Policy မြန်မာ ISP ကဒီကနေ့မေလ14ရက်နေ့မှာထုတ်ပြန်ထားပါရခင်ဗျာ ရွှေပြည်သားမှာလူသက်အလောင်းဖျောက်ခဲ့တယ်လို့ဆိုသူနှစ်ဦးကိုဖမ်းဆီးရမိပြီးတအူးလွတ်မြောက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်မှာအဆောင်နဲ့အမျိုးသမီးကိုတတ်ဖြတ်ပြီးအလောင်းဖျောက်ဖျက်မှုကျူးလွန်ခဲ့တဲ့ဆိုသူ၃ဦးတွေကနှစ်ဦးကိုဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့တဲ့ရင်ရရှိပါရတယ်။ ရွှေပြည်သာမြို့နယ်အမှတ်ရှိရပ်ကွက်တပင်ရွှေတိလမ်းမှာရှိတဲ့နင်းစီအဆောင်မှာနေထိုင်တဲ့အသက်21နှစ်အရွယ်မတ်တီရီနွယ်ဟာမေလ၈ရက်နေ့ကစတင်လို့အဆောင်ကိုပြန်မလာဘဲပျောက်ဆုံးနေကြတာဖြစ်တယ်လို့ဒေတာတွင်တရင်မြစ်ကပြောပါတယ်အဲ့လိုပျောက်ဆုံးနေတဲ့အတွက်မေလ17ရက်နေ့မှာရွှေပြည်သာမျိုးမရဲစခန်းကိုလူပြောက်တိုင်ကြားခဲ့ပြီးစစ်ဆေးချက်တွေအရသူ့ကိုတဆောင်တန်းနေအမျိုးသားတဦးနဲ့အပေါင်းပါနှစ်ဦးကတပ်ဖြတ်ပြီးတဲ့နောက်အလောင်းဖြောက်ဖြက်ခဲ့တာကိုတွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။ ကောင်မလေးကဂျပန်သွားဖို့တင်တန်းလာတက်တာမြင်းကြံစားတိလို့တိရတယ်အဆောင်ကိုပြတ်မလာပဲပျောက်နေလို့လူပျောက်တိုင်လိုက်မှအသက်ခံရမှန်းတိတာတက်တဲ့သူတွေထဲမှာလဲသူနဲ့တဆောင်နဲ့အတူနေတဲ့သူပါတယ်ဖုန်းနဲ့လက်စွပ်ကိုလူရင်တက်လိုက်တာလို့ရဲစခန်းမှာထွက်ဆိုထားကြောင်းဒေသခံတရင်မြစ်ကပြောပါတယ်မျိုးသမီးငယ်ကိုတက်ဖြတ်မှုကျူးလွန်သူတွေဟာတဆောင်တဲ့နေထိုင်တဲ့အသက်22နှစ်အရွယ်သူရာလင်သူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့အသက်14နှစ်အရွယ်အောင်မြင့်မြတ်နဲ့ကျော်စင်မောင်ဆိုသူတို့ဖြစ်တယ်လို့သိရပါဗျ။ တို့သုံးတဲ့ကနှစ်ဦးကိုဖမ်းဆီးရမိထားပြီးကြောစင်မောင်ကိုဖမ်းဆီးရမိဖို့ဆက်လက်လှုပ်ဆောင်နေတယ်လို့ရွှေပြည်သားမျိုးမရဲစခန်းရဲ့နှိဆက်သူကမျက်စိမှောက်ကိုပြောထားပါဗျ။ကျူးလွန်သူတွေဟာမတ္တရီနယ်စီကနေဖုန်းနဲ့လက်စွပ်လူယူဖို့စူးစမ်းတဲ့အချိန်ရုံးကန်တဲ့အတွက်ပါဇက်ပိတ်ကလေဘင်းညစ်တက်ပြီးတဲ့နောက်အလောင်းဖြောက်ဖျက်ခဲ့တာဖြစ်ကြောင်းထွက်ဆိုထားတယ်လို့မျက်စိမှောက်ကရရှိထားတဲ့ရဲမှတ်တမ်းမှာဖော်ပြထားပါဗျ။ တပ်ဖြတ်မှုကျူးလွန်သူတွေဟာမတ္တိရီနယ်ရဲ့ရုပ်အလောင်းကိုတုံပိုင်းပိုင်ပြီးဆွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့မျိုးစိမအနေနဲ့တီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။အမျိုးသမီးငယ်ကိုတပ်ဖြတ်ပြီးအလောင်းဖြောက်မှုကျူးလွန်သူတွေကိုရွှေပြည်သားမျိုးမှရဲစခန်းကရာဇဝတ်ကြီးပုံမှ3940 302နဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကဆလို့လူဦးရေထူထပ်တဲ့ရန်ကုန်မြို့မှာပုံစံမျိုးစုံနဲ့လူရတာဓမြတိုက်တာတွေနဲ့လူတက်မှုတွေပုံမှုဖြစ်ပွားလာနေပါတယ်ခင်ဗျာကြောက်ကြီးမြို့နယ်ကိုစစ်ကောင်စီဘုံကျဲတာကြောင့်ဒေသခံ2ဦးသေဆုံးပြီးရွာလုံးကျွတ်ထွက်ပြေးနေရတဲ့တဲ့ရင်ကိုဆက်လက်ပြောပြပေးမှာပါ ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ညောင်မင်းသာရွာကိုစစ်ကောင်စီကမနေ့ကမေလ23ရက်နေ့မနက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အရသား2ဦးသေဆုံးပြီးရွာကန်အားလုံးဟာနေရွှွန်ခွာထွက်ပြေးနေရတယ်လို့ရန်ကုန် Ranger အဖွဲ့စီကတရားပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲညောင်ပင်တာရွာမြောက်ပိုင်းကိုမနေ့ကမနေ့10နိုင်25မိနစ်အချိန်မှာစစ်ကောင်စီကလေချောင်းကနေပေါင်900ဘုံဒီတလုံးကျဲတဲ့အပြင်ဆက်လက်နေပါတိုက်ခိုက်မှုပြုလုပ်သွားကြတာလို့ဆိုပါရတယ်။ အဲ့လိုတိုက်ခိုက်မှုကြောင့်တက်ကြီးပိုင်းနှစ်ဦးသေဆုံးခဲ့ပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာဘုံကြီးကျောင်းအဆောက်အဦတွေနဲ့နေနှလုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ PDF တွေ စုဝေးနေတယ်လို့သတင်းရလို့လာကျဲတာလို့ Rangoon Ranger ကယ်ဆယ်ရေးအဖွဲ့ကအဖွဲ့ဝင်တဦးကပြောပါဗျ။ညောင်မင်သာရွာဟာ2014ခုနှစ်တကောင်းစင်အချက်လက်တွေအရလူဦးရေ9580ဦးနေထိုင်တဲ့စံပြရွာကြီးတစ်ရွာဖြစ်ပါတယ်။ လေရင်နဲ့ဘုံချဲတိုက်ခိုက်ခံရပြီးတဲ့နောက်ဒီကနေ့မေလ14ရက်နေ့နေ့လယ်ပိုင်းမေးမြန်းချက်တွေအရညောင်မင်သာရွာကဒေသခံပြည်သူအလုံးနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်ကွယ်လွန်သူအီနော့ပိုဝဲပြောခဲ့တဲ့မှတ်ချက်စကားကို UK ဝန်ကြီးချုပ်စတာမာပယ်ချတဲ့တဲ့ရင်ကိုမျိုးစိမဝိုင်းတော်သားကိုခတ်နွေကတင်ဆက်ပေးမှာပါ အခုပတ်တွင်သူပြောကြားခဲ့တဲ့ရွှေပြောင်းဝင်ရောက်သူတွေအရေးမှတ်ချက်ကားတွေဟာ1960ခုနှစ်တွေအတွင်းကပြောကြားခဲ့တဲ့လူမျိုးရေးမုန်တီးမှုလုံးစော်တဲ့မိကုံးကိုပဲ့တင်ထပ်ပြောကြားခြင်းသာဖြစ်တယ်လို့ဆိုရက်ပြောကြားချက်တွေကို UK ဝန်ကြီးချုပ် Kia Starmer ကလုံးဝပယ်ချလိုက်တာလို့အဲ့လိုတုံ့ပြန်မှုတွေထပ်ပေါ်လာပြီးမှသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအင်ကာနေမှာပြောပါတယ် သူဘဟုလဝဲအစိုးရကသာအတတင်ရွှေပြောင်းဝင်ရောက်မှုကို ဖြတ်တောက်လျှော့ချတာမလုပ်နိုင်ဘူးဆိုပါကပြည်ထိုင်ဟာသစိမ့်တွေရဲ့ကျွန်းဖြစ်သွားလိမ့်မယ်ဆိုရဲလူအခွင့်ရေးရှေ့နေဟောင်းဝန်ကြီးချုပ်ရဲ့ပြောကြားချက်မှာဝေဖန်ခံရပါတယ်1968ခုနှစ်ကကွယ်လွန်သူ Conservative အမတ် Ignor Pope ြောကြားခဲ့တဲ့နမည်ဆိုးနဲ့ကြော်ကြားတဲ့သွေးမြင့်များဆိုတဲ့စကားနဲ့ဆင်တူနေကြောင်းမေးမြန်းတဲ့အခါစတမရဲ့တရားဝင်ပြောရေးဆိုခွင့်ရှိသူကဒလုံနှိုင်းရှင်မှုမျိုးကိုကျွန်တော်တို့လုံးဝပယ်ချပါတယ်လို့ပြန်ဖြေသွားပါတယ်စတမကချွေပြောင်းဝင်ရောက်သူတွေကကျွန်တော်တို့နိုင်ငံအတွက်ကြီးမားတဲ့ကျေးဇူးပြုမှုတွေရှိကြတယ်ဆိုတဲ့ပြောကြားချက်အပေါ်သူကလုံးဝယက်တည်နေတော့မယ် ဒါပေမဲ့ရွှေပြောင်းဝင်ရောက်မှုတွေကိုထိန်းချုပ်ဖို့တော့လိုတယ်လို့ပြောရေးဆိုခွင့်ရှိသူကဆက်ပြောသွားပါတယ်။ပြည်ဝင်ခွင့်မူဝါဒအသက်တွေကိုစတာမတ်ကထုတ်ဖော်ကြေညာခဲ့ပါတယ်။အဲဒီမှာပင်လယ်ရခြားပြည်သူဆောင်ရှောက်ရေးလုပ်သားတွေရှင်းချရေးရွှေပြောင်းဝင်ရောက်လာသူတွေအခြေကြခွင့်အတွက်ပြည်ရင်းနေထိုင်ခဲ့တဲ့တပ်တန်းကိုနှစ်ဆတိုးရင်းနဲ့နိုင်ငံခြားရာဇဝတ်သားတွေကိုနိုင်ငံရင်းပြန်ဖို့ရေးအတွက်အာဏာအသက်တွေပေးအပ်ရေးလို့ပောင်းဝင်ပါတယ်။ အခုမိကွန်ကိုအခုလအတွင်းကျင်းပခဲ့တဲ့ဒေသန္တရရေကောက်ပွဲတွေမှာ Nine Jeffrey ရဲ့လက်ကြဆွန်း Reform UK ပါတီရဲ့ရရဲတောက်ရွှေပြောင်းဝင်ရောက်သူတွေစန့်ကျင်ရေးကိုထောက်ခံမှုပိုရလာတဲ့အပေါ်ကာကွယ်ဖို့ကြိုးပမ်းချက်လို့ကျေပြန့်စွာရှုမြင်နေကြပါတယ်။ဒါပေမဲ့စတာမာတုံးခဲ့တဲ့စကားချို့အပေါ်သူ့လေလာပါတီကအမတ်တွေကအများပြားကပဲဒေါသထွက်ခဲ့ကြပါတယ်။ အဲ့ဒီမှာနာဒီယာဝစ်၃လက်ပါဝင်ပြီးသူကလက်ကြဇွန်းရဲ့၆လန့်တွေးထိုးစကားတွေကိုတူပပြောဆိုရပဲလို့ဝန်ကြီးချုပ်ကိုဆွဆွဲပြောကြားခဲ့ပါတယ်။ကလေးတငယ်တွေအတွက်ခန်းစားခွင့်ကိုကန့်တတ်ဖို့အဆိုပြုချက်အပေါ်အရင်နှစ်ကမဲပေးကန့်ကွက်ခဲ့တဲ့အတွက်ရာထူးမှဆိုင်းငံ့ခံထားရတဲ့ဗန်နာရေးဌာနပြောရေးဆိုခွင့်ရှိသူဟောင်းဂျွန်မက်ဒေါ်နယ်ကလည်းစတမားရဲ့စကလုံးတွေဟာပို့စ်ဝဲရဲ့တွေးခွဲစကားတွေကိုထိတ်လန့်စရာ ပဲ့တင်ထပ်ပြောဆိုနေခြင်းသာဖြစ်တယ်လို့ပြောဆိုပါရယ်ရွှေပြောင်းဝင်ရောက်လာသူတွေကြောင့်ပြည်သူ့ရှာပြည်သူတွေဟာကိုယ်နိုင်ငံတဲမှာပဲစစ်စိမ်တွေဖြစ်သွားရတော့မယ်လို့ post ဝဲက ပြောဆိုခဲ့တဲ့အတွက်အမျိုးသားရေးအငင်းပွားဖွယ်ကိစ္စတွေပေါ်ပေါက်ခဲ့ပြီးအဲ့ဒီချိန်ကတိုရီကောင်းဆောင် Edward Head ရဲ့ထိတ်တန့်ဝင်ကြီးအဖွဲ့ကဖယ်ရှားခံခဲ့ရပါတယ် post ဝဲဟာ1998ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်ဘေကွန်ကြီးဟာ လုံးဝကွဲပြားသည်စတာမာကကျမတို့တိုင်းပြည်ဟာ မတူကွဲပြားမှုတွေစုံလင်တဲ့တိုင်းပြည်ဆိုတာကို ပြောသွားတယ်ဒါကပဲကျမတို့ရဲ့အင်အားပဲလို့ပြောသွားတာအလုံးနီးပါးသဘောတည်းပဲဟုပြည်ထရေးဝန်ကြီးဌာန Evert Cooper က BBC ကိုပြောပါတယ်ခင်ဗျာအခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73%နဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ် ဒါတွေကိုတော့မျက်စိမှဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1609.96ကျပ်ပြင်ပပေါက်စေ3434ကျပ် ယောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2331သသမ95ကျံပြင်ပပေါင်စေ9016ကျံထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ63သသမ11ကျံပြင်ပပေါင်စေ134သသမ14ကျံမလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ486သသမ10ကျံပြင်ပပေါင်စေ1036ကျံ ေါ့ဈေးရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တယ်အသင်းသတ်မှတ်ဈေး58တိန်း1000ကျပ်ပြင်ပပေါ့စီ84သိန်း8000ကျပ်စကားပဲတချက်သားကို ရွှေကုံတဲ့အသင်းသတ်မှတ်စီ53သိန်း9125ကျပ်ပြင်ပပေါ့စီ80သိန်း4000ကျပ်ပေါ့စီရှိပါတယ်ပေါ်ပြပါရွှေစင်းနှုတ်တွေဟာ ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစဉ်ဆုံးတွေကတော့ဒီဇယ်တလီတာကို2435ကျပ်၊ပရီမီယံဒီဇယ်တလီတာကို2980ကျပ်၊အော်ဒိတ်92တလီတာကို2825ကျပ်အော်ဒိတ်95တလီတာကို2885ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီစင်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတပ်မတ်စီ6620ကျပ်ပြင်ပပေါက်စီ9500ကျပ်ပေါက်စီရှိပါတယ်ဖော်ပြပါစင်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျက်စီမပရိုင်တိုင်းမျက်စီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြရသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ